ကျွန်တော်တို့ဒီကဘာမှာလူတွေအထင်မကြီးတော့တာတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တထေးသားခစ်ကုန်သွားပြီ။အရင်တော့ဆိုတထေးသားဆိုရင်လူတွေကကြိုက်ကြတယ်၊သဘောကျကြတယ်၊ကောင်မလေးတွေကလည်းကြိုက်ကြတယ်။ခုကတထေးသားခစ်မဟုတ်တော့ဘူး။တီထွင်နိုင်တော့သူရဲ့ခစ်ဖြစ်ပြီ။ကို့ဘာကိုကို့ဒူးကိုခြုံတဲ့သူတွေကိုမှကြိုက်တဲ့ခစ်ဖြစ်သွားပြီ။တထေးချင်းအတူတူတောင်မှကို့မှာပတ်စံဘလောက်ရှိလဲဆိုတဲ့တထေးထက် လူဘယ်နှယောက်ကိုအလုတ်ပေးနိုင်တယ်လဲဆိုတဲ့တထေးကိုပဲတထေးဆင်းရဲမှာတွင်းတဲ့ခစ်ဖြစ်သွားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လှုပ်တမြကျွန်တော်တို့ကျွမ်းကျင်တမြကလူတွေကိုဘလောက်အကျိုးပြုနိုင်တယ်လဲ။ foundation ဘလောက်မြင့်တင်ပေးနိုင်တယ်လဲဆိုတာနဲ့ပဲကျွန်တော်တို့ကတန်ဖိုးဖြတ်ရတော့မှာဖြစ်တယ်။တသက်လုံးစားမကုန်အိမ်မှာပတ်စံရတော့အပြည့်ပဲဆိုပြီးတော့မှဘသူကမှအကျိုးမရတဲ့တထေးအလိုမရှိကျွန်တော်အလိုရှိတဲ့တထေးဆိုတာကလူတွေကိုအလုတ်ပေးနိုင်တာ လူတွေကိုအသက်မဝင်ကြောင်မြောက်များစွာပေးနိုင်မှာ foundation မြောက်များစွာလုပ်ပေးနိုင်တဲ့ဖြစ်ဒီကနေ့ CCA ဆောနာပြောတဲ့အထက်မှာတက်တစ္ဆလူငယ်တွေကိုမြေတောင်မြောက်ပေးဖို့အတွက်ဒီအဖွဲ့အစည်းဖြစ်တယ်လို့ပြောတဲ့အခါမှာအောက်ကနေကျွန်တော်အာမင်လို့ထူးနေတာဖြစ်တယ်ဝမ်းသာလွတ်လို့ဒါကအင်မတန်မှတန်ဖိုးရှိတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာဖြစ်တယ်